ိဘရဲ့ကျေးဇူးတရားကိုသိမြင်နားလည်မှုမရှိသိမြင်နားလည်မှုမရှိတော့ဆက်ရကောင်းမှမသိချူချူသားသားပြောရကောင်းမှမသိနုနုညံ့ညံ့ဆက်ဆံကောင်းမှမသိမိဘတွေကိုတကယ်ကျေးဇူးရှင်တယောက်အနေထားပြီးတော့တန်ဖိုးထားရမှမသိတဲ့သားသမီးတွေကိုမရှိဘူးလားရှိတယ်အဲ့ဒါတွေဟာအင်မတန်အပြစ်ကြီးတာပဲနော်အင်မတန်အပြစ်ကြီးတယ်ဘုဗမစကပုံလည်းရှိတယ်မဟုတ်လားမိဘမျက်ရည်တစ်ဆက်သားသမီးဒုက္ခတစ်သက်ဟုတ်ရလားအေးဒါတွေက တချို့ကလည်းပဲမိဘစိန်ရည်တဲ့နဲလို့ပြောကြတယ်เนาะဦးဇင်းတို့မြတ်စွာဘုရားကတော့စိန်ရည်လို့ဟောထားတာတော့မတွေ့ဘူးမီးလို့ဟောထားတာတော့တွေ့ဘူးတယ်ပိုတောင်ကြောက်စရာကောင်းတယ်ဘာတဲ့တို့မီးတဲ့မိဘဆိုတာသာသမီအတွက်မီးပဲကောင်းကောင်းမွန်မွန်မကင်တွဲတတ်ဘူးဆိုရင်တော့တေချာပေါက်မီးလောင်ခံရတယ်လို့ဆင်းရဲလိမ့်မယ်ဟုတ်ရဲ့လားဦးဇင်းတို့တင်ကုန်တို့ပါဠိတော်မှာအခိတုတ်တန်ဆိုပြီးတော့ရှိတယ်အတူချုပ်လေးပြောပြမယ် ပုံနာတယောက်ကမီးပူစော်တယ်အကျွေးတွေအမွေးတွေနဲ့ပေါ့လေအဲ့ဒါမြတ်စွာဘုရားကြွားသွားတော့ဟဲ့သူရုပ်မှရက်ဒီမှာမီးပူစော်နေတယ်ပေါ့အဲ့ဒါလိုမျိုးပြောတဲ့အခါကျတော့မြတ်စွာဘုရားကသင်ကမီးဆိုတာဘယ်နှမျိုးရှိတယ်လဲသိသလားလို့မေးတယ်ဒါမှအံ့ဩတယ်ဒီမှာမီးတောင်နေတာသူဒါပဲသိမှာပေါ့အဲ့ဒါမြတ်စွာဘုရားကတခါကြီးမီးဆိုတာလောကမှာခုနှစ်မျိုးရှိတယ်တဲ့ပယ်ရမယ့်မီးက၃မျိုးတဲ့ ဂယုဆိုင်ရမယ့်မိက3မျိုးတဲ့နော်ငိမ့်တဲ့အချိန်ငိမ့်တောက်တဲ့အချိန်တောက်စေရမယ့်မိက1မျိုးတဲ့မိ9မျိုးရှိတယ်ပယ်ရမယ့်မိဆိုတာကရာဂာမိဒေါသမိမောဟမိပေးတဲ့တို့သိရနော်ဆွဲလန်းမှုမကျင်တတ်မှု တွေ့ဝေမှိုက်မဲမှုပေါ့အဲ့ဒါကပယ်ရမယ့်မိအဲ့ဒါတွေကလည်းတတ္တဝါတွေကိုမိလို့လောင်ကျွမ်းစေတယ်မိလို့ပျက်စီးသွားစေတယ်ဒါကြောင့်သူတို့ကတော့ဖယ်ရှားပြရမယ့်မိငိမ့်သက်ပြရမယ့်မိပေါ့ ရုပ်ဆိုင်ရမယ့်မီးကလည်း၃မျိုးရှိတယ်တဲ့အဲ့ဒါကဘာလဲဆိုတော့ပထမမီးကမိဘဆိုတဲ့မီးပဲတဲ့မိဘဟာမိဘဟုတ်ရလားဒီမိဘကိုမယုံမသိပြောမယ်မိဘကိုမလီမဆဆက်ဆံမယ်ဆိုရင်ကို့ပေါ်တိတ်ကောင်းထားတဲ့လူတယောက်ကိုဆက်ဆံတဲ့နေရာမှာဂယုဆက်ရမယ်တမန်လူတွေပေါ်မှာဆက်ဆံတာနဲ့တူလို့မရဘူးတမန်လူထားတဲ့မြစ်တာစေတနာမျိုးအဲ့ဒီလူကကို့ကိုထားတာမျိုး မဟုတ်ဘူးမိဘကကိုယ်ကိုထားတာကတာမန်လူထားတဲ့စေနာမြေတားမျိုးဟုတ်သလားအဲ့တော့တာမန်လူပေါ်မှာဆက်ဆံတဲ့လူမျိုးဆက်ဆံတော့ကတော့ဘယ်လိုနည်းနဲ့မှမရနိုင်ဘူးဒါသဘာဝကျကျစဉ်းစားကြည့်တာနော်ဒါကြောင့်မိဘကိုကောင်းကောင်းမွန်မွန်ကင်တွေရမေးမဟုတ်ရင်တော့အဲ့ဒါမီးလိုလောင်ခံရလိမ့်မယ်နောက်ပြီးတော့ကဟပတကီတဲ့အင်ရှင်လင်ယောက်ျားမေးနော်ယောက်ျားတွေဟာမိသားစုအပေါ်ဇနီးမယားရဲ့အပေါ်မှာအင်မတန်အကျိုးကျေးဇူးများတယ် ဘလို့ပဲတချို့နေရာတွေမှာမကောင်းဘူးဆိုစေကမူဘလို့မှညင်းလို့မရတဲ့ကောင်းတဲ့ကျေးဇူးတရားတွေအများကြီးရှိတယ်။နော်နောက်ဆုံးအရက်တော့ပြီးတော့ဖေးရိုက်ပြီးတော့နေတာမျိုးရှိချင်ရှိမယ်ပေါ့ဟုတ်လားဘလို့မှအားကိုးလို့မရတဲ့အနေအထားမျိုးရှိနေတဲ့ဆိုအောင်တောင်မှဒီလင်ယောက်ျားရဲ့အရေးဆိုတာမိသားစုရဲ့အပေါ်မှာအများကြီးရှိတယ်။နော်လင်ယောက်ျားမရှိတဲ့အိမ်နဲ့ရှိတဲ့အိမ်ဆိုတာအများကြီးကွာတယ်။ဟုတ်ရလားဒါနားလည်ဖို့လိုတယ်နော်။ဒါကြောင့်မြတ်စွာဘုရားက အဲ့ဒီကဟပတကီအင်ရှင်တင်ယောက်ျားဟာလေမီးပဲတဲ့သူ့ကိုလည်းပဲမယုံမသိဆက်ဆက်ရင်အဲ့ဒါဒုက္ခရောက်နိုင်တယ်ဒါဒကာကြီးတို့မှအထူးသဖြင့်ဒကမာကြီးတွေသတိထားเสียပါတော့နော်နောက်ဦးဇင်းတို့ကယောက်ျားလေးတွေမှုယောက်ျားလေးတွေဘက်ကပင့်ပြီးတော့ပြောတာမျိုးမဟုတ်ဘူးနော်ဘုရားကိုယ်တော်တိုင်ဟောခဲ့တာဟုတ်ရလားအေးအဲ့ဒါကိုဘယ်လိုက်မှုမရှိဘဲနဲ့အေးအေးဆေးဆေးညံပါပါစဉ်းစားကြည့်နောက်အင်ရှင်လင်းယောက်ျားရဲ့မိသားစုတစုလုံးပေါ်မှာ ကြည်မာတဲ့ဂျေဇုတရား ဟုတ်ရလားဒါကြောင့်သူလည်းပါတော့မီးပဲနောက်ဦးဇင်းတို့ကယူဆိုင်ရမယ်နောက်ဆုံးမီးကတော့သူတော်ကောင်းမီးတဲ့နောက်သူတော်ကောင်းတွေကလည်းလောကကြီးပေါ်မှာကျေးဇူးများလွန်းလို့သူတော်ကောင်းတွေရဲ့ပေါ်မှာကောင်းကောင်းမွန်မွန်မဆက်ဆံမှုကောင်းကောင်းမွန်မွန်မတုံ့ပြန်မှုဆိုရင်အဲ့ဒါလည်းမီးလို့လောင်ကျွမ်းတတ်တယ်ဟုတ်ရလားအေးငြင်းတဲ့အချိန်ငြင်းရမယ်တောက်စီတဲ့အချိန်မှာတောက်ရမယ်ဆိုတဲ့မီးကတော့ ထင်းမီတဲ့အခုလျှက်စစ်မီပေါ့အခုခေတ်ကြတာဟုတ်ရလားအေးအဲ့တော့မီဘယ်နှမျိုးတော့ခုနှစ်မျိုးအဲ့တော့ရှေးသူကြီးသူတော်ကောင်းတွေကတော့ဗမာရှေးသူကြီးတွေကတော့မိဘကိုမယုံမသိမလေးမစားကျေးဇူးကမ်းတယ်ဆိုရင်မိဘစိန်ရင်တင့်လိမ့်မယ်လို့ပြောတာမြတ်စွာဘုရားကတော့ဘယ်လိုပြောတာလဲမီလို့လောင်လိမ့်မယ်လို့ပြောခဲ့တာဟုတ်ရလားဒါကြောင့်မိဘရဲ့ကျေးဇူးကိုတိဖို့မလိုဘူးလားလိုတယ်ဟုတ်ရလားအေးအဲ့တော့ဦးဇင်းတို့ မိဘကျေးဇူးကိုမဆက်လို့မိဘကျေးဇူးကိုမသိလို့နော်နားလည်မှုမရှိဘဲနဲ့မိုက်မိုက်ကန်းကန်းနေကြမယ်ဆိုရင်တော့နောင်ဒနဲ့လည်းပူရလိမ့်မယ်နော်ကိုတချိန်မှာအကြီးအကျယ်အစမပြေတာတွေဖြစ်တာမျိုးဒေကောင်ပေါင်းလည်းဖြစ်တာမျိုးအဲ့ဒီအခြေအနေမျိုးမှာဒါမှမဟုတ်အသက်ကြီးလာပြီးမိဘတွေကမရှိတော့ဘူးဆိုတဲ့အချိန်မျိုးမှာငါလုံနိုင်ပါလျက်နဲ့လုံတဲ့လုံထိုက်တဲ့လုံကိုမလုံခင်ရဘူးလို့ နောင်တတွေနဲ့ပူလောင်စရာအကြောင်းမရှိဘူးလားရှိတာပေါ့ဒါကြောင့်ဦးဇင်းတို့သဏ္ဍတန်တဆက်မှာဘုရားလောင်သဏ္ဍတန်တမင်းကြီးကလူတွေမှာနောင်တ100မျိုးရစေအကြောင်းရှိတယ်တဲ့နောင်တ100မျိုးဟောထားတာရှိတယ်သိလားငဲကလည်းရင်မတင်ပညာဥစ္စာမစုသူချစ်ကိုဖြတ်သူတသက်သာသူမရ၌ပြမတုံမိပစ္စည်းရှိလျက်ဆိုးစီမဲ့လူမွေးမျိုးမိဘမပြုကြနဲ့ ငယ်တုန်းကစပညာမသင်ခဲ့ဘူးအဲ့ဒါကြီးရဲ့နောင်တရပဲနောင်တဆယ်မျိုးဟောရင်တရားအများကြီးရှိရသွားမယ်နော်အဲ့ဒီနောင်တရရဆယ်မျိုးထဲမှာမိဘကိုပြုစုမွေးမြူခြင်းမပြုခဲ့ခြင်းတည်းလည်းပဲနောင်တရခြင်းရဲ့အကြောင်းတရားတစ်ခုပါတဲ့အဲ့ဒါနောက်တစ်ချိန်မှာ နောင်တနဲ့ပူလောင်အောင်မိဘကိုပြုစုလှုပ်ကြွေးမှုမရှိခြင်းတည်းနောင်တရစေခြင်းရဲ့အကြောင်းတရားတစ်ခုလို့နားလည်ရမယ်ဟုတ်ရလားအေးပြီးတော့ဦးဇင်းတို့ဒါကတော့ ဟိုမျက်မြင်လောကအမြင်အရပြောချင်တာပေါ့လေကိုကမိုက်မဲတယ်ဆိုရင်မိုက်မဲတဲ့သာသမီလေးတွေရတတ်တယ်ကိုကမိဘအပေါ်မှာတိတ်ပြီးတော့မကြည့်ဘူးဆိုရင်အဲဒါလိုပဲမိဘအပေါ်မှာတိတ်မကြည့်တဲ့သာသမီမျိုးရတတ်တယ်ဒါဟိုဒါရိုက်ကြီးဒဋ္ဌိကြီးမှန်မယ်လို့တော့မဆိုလိုဘူးပေါ့လေဟုတ်ရဲ့လားဒါပေမဲ့ဥစဉ်တို့လောကအတွေ့အကြုံရဥစဉ်မိခင်ကြီးကအလွန်ပြောတယ်နော် ဆိုးရတဲ့သာသမီများဟာမိဘပေါ်မှာမကောင်းတဲ့သာသမီများဟာသူတို့ပေါ်မှာမကောင်းတဲ့သာသမီမျိုးတွေကြီးရတာကိုသူတော်တော်များများတွေ့ရတယ်တဲ့အဲ့ဒါသူကတော့သူ့ကိုယ်သူအမြဲတမ်းလဲဂုဏ်ယူပြီးတော့ပြောတယ်မိဘရဲ့အပေါ်မှာအင်မတန်ကောင်းတယ်ဦးစင်အမေကဒါကြောင့်မို့လို့သူသာသမီ9ယောက်ရှိတယ်သူ့အပေါ်မှာအင်မတန်ကောင်းတဲ့သာသမီတွေကြီးပဲသာသမီနဲ့ပတ်သက်ပြီးတော့သူ့မှာစိတ်ဆင်းရဲတဲ့အကြောင်းရှိတယ် လောကကြီးရဲ့အင်မတန်ဆန်းကျင်တဲ့သဘောပေါ့နော်ကံတူအကျိုးပေးလို့ပြောရင်လည်းပဲရနိုင်ကောင်းပါရဲ့ဟုတ်ရဲ့လားဒါကြောင့်ကိုဘဝနောင်ရည်ကိုဘဝရဲ့နေဝင်ခြင်းကိုကြည်ပြီးတော့ကိုကိုကိုချစ်သောအပြင်လည်းပဲမိဘတွေပေါ်မှာကောင်းတဲ့နည်းလို့ထင်တယ်ဟုတ်လားကိုဘဝနေဝင်ခြင်းကဘယ်သူလက်ထက်နေဝင်ရမှာတော့သားသမီးတွေလက်ထက်နေဝင်ရမှာတော့ချစ်ချင်မုံမုံစိတ်တိုင်းကြကြမကြကြဟုတ်လားအခုချိန်မှာတော့ကိုကသွားနိုင်တာနဲ့စားနိုင်တောင်းနိုင်ဆိုတော့ခတ်တင်းနေနေခြင်းနေလိမ့်မယ် ဲ့အဲ့ဒီအခြေအနေမျိုးကအမြဲတမ်းရှိမလားမရှိဘူးเนาะပစ္စည်းဥစ္စာဘလောက်ပဲပြည့်စုံပြည့်စုံသာသမီနဲ့กินပြီးတော့အနာကဦးဇင်းတို့ဘဝနေဝင်ချိန်မှာအဆင်ပြေဖို့ဆိုတာမလွယ်ဘူးအဲ့တော့သာသမီကမကောင်းဘူးဆိုရင်တော့ပေချာဖို့စိတ်ညစ်ရမှာပဲဒါကြောင့်ကိုသာသမီလေးတွေကိုငငယ်လေးတွေကစနေမာရေးချရှိအောင်ကိုတာဝန်အပြည့်အဝရှိတယ်လုပ်ပေးရမယ်ဟုတ်ရလားအဲ့ဒါလို့လှုပ်ချင်းဒီသူ့ကိုကောင်းအောင်လုပ်ရတော့ရောက်တယ်လို့ကိုကိုကိုလည်းကောင်းအောင်လုပ်ပြီးသား မရောက်ဘူးလားရောက်တယ်ဟုတ်ရလားအေးအခုတနည်းပြောပြမယ်နော်မိဘအပေါ်မှာကောင်းခြင်းတည်မယ်လဲကို့အပေါ်မှာကောင်းတဲ့သားသမီးမျိုးရနိုင်တယ်မိဘအပေါ်မှာမကောင်းသောအဖြစ်ကို့အပေါ်မှာမကောင်းတဲ့သားသမီးတွေလည်းရတတ်တယ်ဘုရားရှင်ကဒါလေးကိုပြောတော့ဇတ်တော်လေးတစ်ပုဒ်ကိုအမှတ်ရတယ်သိလားဇတ်တော်လေးတစ်ပုဒ်ပြောပြခြင်းနဲ့နေကုန်းချုပ်နော်ဘာပြောခြင်းလဲဆိုတော့သားဖနှစ်ယောက်ရှိတယ် သားဖနှစ်ယောက်ရှိတယ်။ဖေကြီးကသားကိုအင်မတန်ချစ်တယ်။အဲ့ဒါနဲ့ငါသားမင်းအိမ်အောင်ပြုတော့အာအဖေကိုပြုစုလို့ကြွေးအောင်မယ်အိမ်အောင်ပြုသေးဘူးပေါ့။အဲ့လိုပြောတဲ့အခါကျတော့မညာဘူးဖေကြီးကဇွတ်တခါတည်းရွာတဲကအမျိုးသမီးတစ်ယောက်နဲ့သူ့သားကိုပေးစားတယ်။အဲ့တော့အိမ်အောင်ကြသွားရော။နောက်တော့သူတဖြည်းဖြည်းနဲ့ကြီးလာတဲ့အခါကျတော့ဒီအဖိုးကြီးကိုချွေးမကမကြည်ပြူဘူး။မကြည်ပြူတော့ဘူး။မကြည်ပြူတဲ့အခါကျတော့ဒီယောက်ျားကို အမြဲတမ်းသူက တိုက်တယ်ပေါ့ပေကြီးနဲ့သားရဲ့ကြအောင်အဲ့လိုပြောပါများတော့တင်ငုတ်တောင်တိုက်ပါများရင်နေသေးတာကိုဟုတ်ရလားအဲ့ဒီတော့ဘာဖြစ်တော့ဆိုတော့ဖေးပေါ်မှာသားကလည်းအမြင်မကြည်တော့အဲ့ဒါလိုနဲ့နင်းလာရင်းနဲ့သူတို့မှာသားလေးတယောက်မွေးလာတယ်အဲ့ဒီသားလေးကလည်းနည်းနည်းတဖြည်းဖြည်းနဲ့ကြီးလာတဲ့အရွယ်ရောက်လာပေါ့နောက်ခုနှစ်နှစ်သားရှစ်နှစ်သားလေးအရွယ်ရောက်လာတယ်အဲ့ဒီအချိန်မှာပဲအကြီးကျယ်ပေါက်ကွဲကြတယ် အိမ်မှာဖြစ်တဲ့တို့ကရှင့်ဖေကိုအသေးသက်ရင်တမတက်ရင်ကျမဒီအိမ်ဟာဆင်းမယ်ဒါမျိုးဖြစ်လာတယ်။အဲ့ဒါနဲ့သားကလည်းဘလောက်ထိမိုက်တုံဆိုတော့ကဲအဲ့လိုဆိုရင်ငါအဖေကိုတတ်မယ်ဆိုရင်ဘလို့တတ်ရမလို့။တင်းကျန်ကိုခေါ်သွားတဲ့တော်တဲ့ကိုခေါ်သွားတဲ့ဖေကြီးကလည်းပဲအိုကြီးဆိုဘာမလုပ်နိုင်တော့ဘူး။အဲ့ဒါအတွင်းတူးပြီးတော့အဲ့ဒီအတွင်းထဲကိုထည့်ပြီးတော့ပေါက်ပြားနေတာတခါတည်းထုတ်သက်ပြီးတော့မြုပ်ထားခဲ့လို့အဲ့တိုင်ခိုင်တာ။အဲ့ဒါနဲ့သားဖြစ်တဲ့တို့ကကောင်းပြီဆိုပြီးတော့ဖေကြီးကိုလှဲပေါ်တင်ပြီးတော့တင်းကျန်ကိုခေါ်တယ်။ အဲ့မှာသားပေါက်စာလေးကသူတို့သားလေးကအဖေနဲ့အမေနဲ့ကဒီသူ့အဖိုးကိုတတ်မယ်လို့တိုင်မင်းနေတာကိုသူကနားထောင်ပြီးချောင်းပြီးတော့နားထောင်တော့ကြားတယ်အဲ့ဒါနဲ့အဲ့ဒီသားလေးကပညာရှိတယ်ဉာဏ်ရှိတယ်ဒီတိုင်းဆိုရင်တော့ငါအဖေဟာအဖေတတ်တဲ့ကံကြီးထိုက်ပြီးတော့အကြီးကြီးဒုက္ခရောက်မှာပဲမဖြစ်စေရဘူးငါတားဆီးမယ်ဒါပေမဲ့ဒီတိုင်းငါတားရင်တော့ငါအားနဲ့လည်းရမှာမဟုတ်ဘူးအဲ့တော့အကြောင်းဥပေတမြင်နဲ့ငါတားမယ်ဆိုပြီးတော့ အဖေကျုံတဲ့နိုင်မယ်ဘလို့မတားလို့မရဘူးအဲ့ဒါလှဲပေါ်သူကလိုက်သွားတယ်အဲ့ဒီကလေးကအဲ့ဒါဒီယောက်ျားကဒီသားကလည်းကောင်းပြီဆိုသူ့သားကိုခေါ်ပြီးတော့ဗမေးဖိုးသားဖသုံးယောက်ပေါ်လေသွားကြတာအဲ့ဒါနဲ့ဖေကြီးမြင်ပါဆိုလို့ဖေကြီးကိုလှဲပေါ်တင်လှဲချွတ်ပြီးတော့တခါတည်းတွင်ကြီးတူတယ်တွင်တူတဲ့အခါကျတော့သားကမေးတယ်အဖေဒီတွင်ကဘာလို့မလို့တော့အာဟိုငါအဖေကိုမြုပ်မလို့ကွာအဲ့လိုပြောတဲ့အခါကျတော့ ဖေကတူးရတာမပြီးသေးတော့မောပြီးတော့နားတဲ့အချိန်မှာသားကအဲ့ဒီပေါက်ပြားယူပြီးတော့ဟိုးနားလေးမှာခက်လန်းလန်းမှာတခါသားလည်းအတင်းတူးတယ်တွေ့တူးတဲ့အခါကျတော့ငါသားမင်းဘာလို့မလို့အဲ့အတွင်းတူးတာတော့ငါကျွန်တော်လည်းအဖေနန်းစင်လိုက်ရမယ်အဖေကအဖေရဲ့အဖေကိုမြှုပ်တယ်လို့ကျွန်တော်ကလည်းအဖေကိုမြှုပ်ဖို့အတွက်ဒီတွင်းကိုတူးတာဣဒေစဉ်းစားတော့စဉ်းစားတော့ဟုတ်ရဲ့လားဘာလဲသူ့အဖေမြှုပ်ဖို့သူကတူးတယ်လို့သူ့သားကလည်းသူ့ကိုမြှုပ်ဖို့ တွင်တူတာအဲ့ဒီကြာမှသူတော်တော်လန့်သွားခမင်းဘာတွေပြောတာတော့ပေါ့မဟုတ်တယ်လေခမင်းလည်းခမင်းအဖေကိုခမင်းမှုတ်ကျုံလည်းကျုပ်ဖေကိုကျုပ်မြုပ်အဲ့လိုပြောတော့မှသူတော်တော်ထိတ်လန့်သွားတယ်ငါသာဒါမလုပ်ကောင်းဘူးဟာခမင်းအဲ့လိုပြောသလားပေါ့တကယ်တမ်းငါကျုပ်ကဒါတွေကိုတကယ်လုပ်ချင်တော့မို့တကယ်စိတ်ကူးရှိတာမဟုတ်ဘူးအဖေကိုစဉ်းစားမိအောင်လို့ပြောတာကို့ပေါ်မှာကျေးဇူးကြီးလာတဲ့အဖေကို ီအမေရဲ့စကားကိုနားထောင်ပြီးတော့ခင်ဗျဒီလိုလောက်တာကောင်းလားလို့အဲ့ဒီမှာသူလက်တွေ့ဆုံးမလာအဲ့တော့ဦးဇင်းတို့ကဒီဇက်တော်လေးကိုဘာကြောင့်အမှတ်ရတာလဲဆိုတော့ဩကို့အဖေကိုမြုပ်ဖို့ကြိုးစားတော့ကို့သားတွေကလည်းကို့ကိုပြန်ပြီးတော့မြုပ်ဖို့ကြိုးစားကြတာပဲဒီဥပမာတူစွာပဲဟုတ်ရလားခုလူတွေကစုံရီစုံရီဆိုပြီးတော့ပြန်ပြီးတော့ဆံဖို့ကိုမကြိုးစားဘူးဟမ်ဟုတ်တယ်မဟုတ်လားမိဘကသားသမီးကိုချစ်တယ် ဲ့ဒီသားသမီးကလည်းသူ့သားသမီးကိုချစ်တယ်အဲ့ဒီသားသမီးကလည်းသူ့သားသမီးကိုချစ်တယ်အပေါ်ကိုမြန်တက်လာတဲ့လူကိုမရှိအဲ့တော့ကိုကလည်းပဲစုံရည်ဆိုပြီးတော့အကြောင်းပြပြီးတော့မဆံမဲနဲ့စုံဆင်းသွားမယ်ဆိုရင်တော့သားသမီးတွေကလည်းစုံရည်ဆိုပြီးတော့အောက်ကိုပဲဆက်ပြီးတော့ဆင်းသွားမှာပဲဟုတ်တယ်မဟုတ်လားအဲ့တော့ဒီစုံရည်ဆိုတဲ့သဘောကြီးကဆံလို့မရဘူးလားရတာပေါ့ကိုယ်ပေါ်မှာပဲမူတည်တာပဲမဟုတ်လားအဲ့ဒါကိုက ဆန်ရည်ဖြစ်အောင်ကြိုးစားမယ်ဆိုရင်ကိုသားသမီးတွေကလည်းပဲကိုလမ်းစဉ်ကိုလိုက်အတုမြင်အတက်သင်ပြီးတော့ဩကိုရဲ့စိတ်ဓာတ်ကိုလေးစားအားကျပြီးတော့ဟုတ်ရလားကိုရဲ့အတုတွေကိုလိုက်မလာပေဘူးလားလိုက်လာမယ်ကိုကမိဘပေါ်မှာကလန်ကဆန်ဆက်ဆံနေတာတွေကိုကိုသားသမီးတွေကမမြင်မဲနေမလားဘလို့မှလေးစားမှာမဟုတ်ဟုတ်လားအဲ့တော့သူတို့အနေကြရင်လည်းကိုကိုဘာလုပ်လိမ့်မယ်တော့ကလန်ကဆန်ဆက်ဆံမှာပဲပေးတဲ့တို့စဉ်းစားတော့ဒါကြောင့်မိဘကျေးဇူးကိုဆက်တဲ့နေရာမှာ ကျေးဇူးရှိလို့ကိုဆက်ရတဲ့အပိုင်းကတော့အဓိကပါဟုတ်လားနောက်ပြီးတော့ကိုကိုကိုအစဉ်ပြေအောင်လှုပ်သောအဖြစ်ကိုလည်းပဲဆက်တဲ့နေလို့ထင်တယ်ဟုတ်ရလားဘယ်ရှုတော့မှာပဲကြည်ကြည်မိဘကျေးဇူးဟာတည်မြဲလာလေပြီးတော့တတ်နိုင်တယ်မြတ်မဆက်တဲ့ကိုလားဆက်တဲ့လားဘောဟုတ်ရလားဒါကြောင့်ပေးတတ်ပေါင်းတော်ကောင်းတို့မိဘနဲ့ပတ်သက်ပြီးတော့ပြောရင်ကုံနိုင်ပွဲရမရှိဘူးအဓိကကတော့ အမှန်တရားကိုသိမြင်နားလည်ပြီးတော့လှုပ်တင်လှုပ်ထိုက်တာကိုလှုပ်ကြဖို့ပါဒါပါပဲဟုတ်ရဲ့လားဦးဇင်းတို့အခုပြောနေတဲ့ဇာတ်ရည်ထဲမှာလှုပ်ကြံပြီးတော့ပြောနေတာတခုမှမပါဘူးအဲ့တော့မိဘကျေးဇူးကောင်းအောင်မပြောနိုင်ဘူးဆိုတာလည်းအမှန်ပဲသားသမီးတွေပုံမှန်မိဘတွေကချစ်တယ်ဆိုတာလည်းအမှန်ပဲအကျိုးစီးပွားကိုလိုလားတယ်ဆိုတာလည်းအမှန်ပဲကိုယ်တိုင်မိဘဖြစ်နေတာအင်မတန်ထင်ရှားတဲ့ဥပမာပေါ့မသိတာဘူးလားသိတာတာပေါ့ဟုတ်ရဲ့လားအဲ့တော့အဲ့ဒီအချက်တွေကိုစဉ်းစားလိုက်မယ် စဉ်းစားမိမယ်ဆိုလို့ရှိရင်မိမာတွေရဲ့အပေါ်မှာကျေးဇူးတရားကိုသိမြင်နားလည်ပြီးတော့တုံ့ပြန်ခြင်းစစ်မှန်တဲ့စေတနာမြတ်တာတွေထားနိုင်ခြင်းအဲ့လိုမျိုးကောင်းမြတ်တဲ့အပြုအမူတွေမဖြစ်ပေဘူးလားဖြစ်မယ်ဒါကြောင့်ပေးသက်ပေါင်းတော်ကောင်းတို့မိမာရဲ့ကျေးဇူးတရားကို အထူးသိမြင်ကြဖို့မလိုဘူးလား